လိုအားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်စစ်အိမ်မှာအချိန်ကုန်သက်သာပြီးရောလွယ်လွယ်ကူကူနဲ့အရသာရှိရှိစားလို့ရမယ်ပဇွန်ချင်မောင်ဟင်းလေးရယ်ပြီးတော့သူနဲ့အရန်လိုက်ဖက်တဲ့ငရုတ်သီးငံပြားရဲ့စီတက်ကလေးရဲ့ချက်ပြီးစားမှာပဲဖြစ်ပါတယ်အားလုံးပဲကျွန်စစ်နဲ့တူလိုက်ပြီးတော့စားလိုက်ကြအောင်နော် မှအပြင်ကနေပြီးတော့အလုံးနဲ့ပြန်ရောက်တာပေါ့နော်တော်တော်လေးလဲဒီနေ့ကတော့ပြင်းမှန်းနေတယ်အိမ်မှာလဲဟင်းချက်မှာလဲပြင်းနေပေါ့နော်အပြင်စားလဲဝယ်ပြီးတော့ကြာတော့စားဖို့ကြာလဲမစားချင်ဘူးပေါ့နော်အဲ့တော့လင်းလင်းမြန်မြန်နဲ့ဘယ်လိုလေးချက်လို့ရမလဲဆိုတော့အော်မေကြီးရဲ့ဟင်းချက်အနှစ်မုံရှိရယ်မေကြီးရဲ့ဟင်းချက်အနှစ်မုံနဲ့အတူကျစင်းနဲ့အတူချက်လိုက်ကြအောင်နော်ကဲအရင်ဆုံးအနေနဲ့စက်တုံအဖြူအနီတွေမလိုပဲအနှစ်ကောင်းကောင်းနဲ့ဟင်းတက်ခွက်ကိုလွယ်လွယ်ကူကူလင်းလင်းမြန်မြန်ချက်လို့ရမယ်အမေကြီးရဲ့ဟင်းချက်အနှစ်မုံကိုကျစစ်တို့စီပူမာထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်ကဲအနှစ်ဆိုလို့ရှိရင်လဲဒီမှာ share ပဲ ပဲပေါ့နော်ကဲပြီးရင်တော့ခန်းကျင်စီကြိုက်ထားလေးတွေကိုထည့်ပေးလိုက်ပါမယ်ခန်းကျင်စီဤပြီးတော့စီပေါက်လာသည့်ထိလုံပေးလိုက်ပါမယ်ကဲအခုလိုမျိုးခန်းကျင်စီဤပြီးတော့စီပေါက်လာပြီဆိုလို့ရှိရင်တော့ငပိထည့်ပေးပါမယ်ငပိကိုကြေအောင် ခြေပေးလိုက်ပါမယ်ကဲငါပြီးကြည်ပြီးတော့ကြတော့အနမ်းလေးတွေမွေးလာပြီဆိုလို့ရှိရင်တော့ကျော်စစ်ကဒီချင်မောင်ဆေးထားလေးကိုထည့်ပေးလိုက်ပါမယ်ချင်မောင်ရက်နဲ့အနစ်နဲ့အားလုံးနဲ့တော့အခုလိုမျိုးလေးတေချာလေးလုံပေးလိုက်မယ်ပေါ့နော် ကဲချင်းပေါင်းလဲနွမ်းပြီးတော့ကြတော့အလုံးနဲ့သွားတဲ့အနေထားလေးကိုရောက်ပြီဆိုလို့ရှိရင်တော့ကျစစ်ကရှေ့မှာရေးဆေးပြီးတော့တန့်စင်ထားတဲ့ဒီပဇွန်လေးကိုထည့်ပေးပါမယ်ပဇွန်နဲ့ချင်းပေါင်းနဲ့အလုံးနဲ့သွားအောင်လုံးပေးလိုက်ပါမယ်ကဲပြီးရင်တော့ကျစစ်တို့ရေနွေးလေးထည့်ပေးလိုက်ပါမယ် နာနာပွက်လာသည့်အထိတဲပေးပြီးသွားရင်တော့အနံလေးပို့ပြီးတော့မှုေးသွားအောင်ကျွတ်စစ်ကတော့ငရုတ်သီးစိမ့်တချမ်းချမ်းထားရလေးတွေကိုအခုလိုမျိုးလေးအုပ်ပေးလိုက်ပါမယ်။ကဲပုံမှန်ဆိုရင်တော့ကျွတ်စစ်တို့အခုလိုမျိုးနှင်းတက်ခွက်ချမ်းရင်အ ਨੇ ဆုံးနိုင်ဝက်လောက်ကြတယ်ပေါ့နော်။အခုတော့ကျွတ်စစ်တို့တထုပ်ထဲနဲ့ပြီးပြည့်စုံနဲ့အမေကြီးရဲ့ဟင်းချက်အနစ်မုံနဲ့ချက်လိုက်တော့ကြတော့15မိနစ်လောက်နဲ့ကိုအရသာရှိရဲ့ဟင်းတက်ခွက်ချမ်းအောင်ချက်လို့ရတယ်ပေါ့နော်။ငံပြားရဲ့စီတက်တက်ဖို့ကိုလည်းကျော်စစ်ကစီပူမှာအခုလိုမျိုးမေကြီးရဲ့ဟင်းချက်အနစ်မုံလေးကိုထည့်ပြီးတော့ကြတော့စီတက်ပေးလိုက်ပါမယ်။ နန်လေးမွေးလာပြီဆိုရင်တော့ကျော်စစ်ကဒီမှာငရုတ်သီးအကျမ်းဘက်ကလေးထည့်ပေးပါမယ်။ငရုတ်သီးနန်လေးတွေမွေးလာသည်ဒီကျော်စစ်တို့ကြော်ပေးလိုက်မယ်ပေါ့နော်။ကြည့်ပြီးရင်တော့ပဇွန်ချောက်ကလေးထည့်ပေးပါမယ်။ဇွန်ချောက်နဲ့ငရုတ်သီးနဲ့အားလုံးနဲ့တော့အောင်ကြော်ပေးပြီးသွားရင်တော့ကျော်စစ်တို့ငံပြာရည်လေးထည့်ပေးလိုက်မယ်ပေါ့နော်။ကဲခုဆိုရင်တော့မေကြီးရဲ့ဟင်းချက်အနစ်မုံနဲ့ဆိုတော့တမိနစ်နဲ့အပီးချက်လို့ရတယ်ငံပြာရီစီတက်ကလေးချက်ပါပြီဒီမှာဘိုက်ကလည်းအရန်စာနေပြီဆိုတော့စပြီးတော့ကြတော့စားတော့မယ်ဒီမှာဒီမှာချင်မောင်နဲ့ပဇွန်နဲ့ပေါ့နော် share ပဲအနည်းကလေးပါထဲမယ်။ယာယီစီတက်ကလေးလောက်ထားတာပေါ့နော်။ညာယီစီတက်ကလေးဒါတစ်ခွက်ထဲနဲ့အရာသာရှိ။ကဲဒီမှာအရင်ဆုံးအနည်းကလေးနဲ့နှဲ့မယ်ပေါ့နော်။ဒီလိုဒီမှန်ရုပ်သေးလေးပါထဲ။ဟိုးဟိုးအားလုံးပဲစားကြပါအောင်ခင်ဗျ။အင်းဒီမောင်နဲ့ပစုံနဲ့อ่ะ နည်းကလေးရ share ပဲအဲ့လိုဒါမျိုးလေးဆက်စားကြည့်ပေါ့နော်အချိန်ကုန်လဲတတ်တာရယ်ခုလိုမျိုးတို့အလုပ်ပြန်နေပါတယ်ပဲဖြစ်ဖြစ်ပေါ့နော်ဟင်းချက်မှာပြင်းတာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်တို့လိုလဲကူကူလေးချက်လို့ရတယ်อืมนานๆมั้ยเลยอืมไอ้ดินี่ชัดตัวอ่ะဆိုလို့ရှင်ဒါ လင်းလင်းမြန်မြန်နဲ့ပေါ့နော်အရသာရှိရှိလေးချက်သွားတာပေါ့နော်အမေကြီးရဲ့လေဟင်းချက်အနှစ်မုံလေးကိုတုံးသွားတာပေါ့နော်ဒီတထုပ်ထဲနဲ့ဟိုကျွန်တော်တို့ဒီဟင်းတစ်ခွက်ကိုအရသာရှိရှိချက်လို့ရရဲ့ဒီကြက်သွန်အဖြူအနီးပြီးသွားလို့ရှင်ဆက်နွမ်းမုံအယောင်တင်မုံအပြင်ကျွန်တော်တို့ဒီရသာအတွက်ပါပေါ့နော်အရသာမုံမှာတခါရဲပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အရသာဆိုလို့ရှင်လို့ရှင်လဲဘာမှထွေတူတူအများကြီးထပ်ပြီးတော့ကျတော့လိုက်စရာမလိုဘူးပေါ့နော်ဟင်းတစ်ခွက်ကိုစီတက်ပြီးချက်တာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်လုံးချက်ချက်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အသားငါအသီးရွက်ပေါ့နော်ချက်မယ်ဆိုလို့ရှင်လို့ရှင်ရလကူချက်လို့ရရဲ့ပေါ့နော်စီတက်လိုက်တဲ့အခါမှာလေကျွန်တော်ကြက်သွန် န်လေးမှုန်းလာတာပေါ့နော်ပြီးတော့အရောင်အတွက်ဆိုလို့ရှိရင်လည်းစနုံးမုံပြီးတော့အနုမုံမှာတခါရဲပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့တထုပ်ထဲနဲ့ကိုကျွန်တော်တို့စီတက်တဲ့နေရာမှာအပီးပဲပေါ့နော်အဲ့တော့လင်းလင်းမြန်မြန်နဲ့ချက်လို့ရတယ်အများသောအားဖြင့်ဆိုလို့ရှိရင်ဟင်းတစ်ခွက်ချက်တဲ့ဆိုစီတက်တာအလုတ်ရှုပ်တယ်လေနော်ကျက်သွန်အဖြူအနီးနှွာအောင်သိရမလားအဲ့ဒါတွေကအလုတ်ရှုပ်တာဆိုတော့ကြတော့ကြိတ်အောင်ထောင်းအောင်အဲ့ဒုက္ခတွေကနေပြီးဝေးသွားတာပေါ့နော်ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်စစ်တာမုံမုံနဲ့ပြန်လာလိုက်တာဆိုလို့ရှိရင်အခုရောက်ရောက်ချင်းပဲဗိုက်စာစာနဲ့ဒီမှာတခါရဲပဲအဝမြန်မြန်ချက်ပြီးတော့ကြတော့ကိုယ့်အိမ်မှာကိုကိုအဝစားလို့ရရပေါ့နော် တားလို့လည်းအရင်ကောင်းတယ်ဒီနေ့ကတော့မမောနဲ့ပေါ့နော်လင်းလင်းမြန်မြန်လေးအမေကြီးရဲ့ဒီဟင်းချက်အနှစ်မုံလေးနဲ့ချက်ပြီးတော့ကြတော့စပြသွားရပဲဖြစ်ပါတယ်ကျော်စိအခုထမင်းလဲထပ်ပြီးထက်လာအောင်မယ်ကျော်စိကဖန်ဒီရဲ့မှာဟင်းချက်ရမှာပြင်းတဲ့လူတွေအလုတ်ပြန်နေပါ යි ပေါ့နော်ပြင်းမမန်းနဲ့ကျော်စိတို့ဟင်းအကြာကြီးချက်မှာဟိုကျော်စိတို့ပြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်အခုလိုလွယ်လွယ်ကူကူနဲ့လင်းလင်းမြန်မြန်နဲ့တထုပ်ထဲနဲ့ချက်လို့ရရဲ့မေကြီးရဲ့ဟင်းချက်အနှစ်မုံလေးကိုလည်းတုံးကြည့်ပါလို့ကျော်စိကအားလုံးဝင်မြပေးလိုက်ပါတယ်အဲ့တော့ကျော်စိကဒီနေ့ဘလော့လေးကိုတော့ဒီမှာပဲရိုက်လိုက်တော့မယ်နောက်ဘလော့ဒီမှာကျော်စိနဲ့တူပြန်ပြီးတိတ်ဆုပ်ချပါမယ်ခင်ဗျအားလုံးပဲတက်တာပါ